We've just completed the emergency ASEAN foreign ministers meeting on the earthquake in Myanmar and Thailand. It was an opportunity for us to come together collectively in sorrow and solidarity to express our condolences for the victims who have passed away. Okay. ခုနကတွေ့တဲ့အချိန်မှာကျွန်တော်တို့ဒီစင်ကူနိုင်ငံရဲ့ဝင်ကြီးကဟလာအာကျွန်တော်တို့မြန်မာနိုင်ငံရဲ့ငလျင်တန်းအိဆောက်ကိုဝမ်ပန်တနေဟာတာပြောသွားတာကိုတွေ့ရတဲ့အခါမှာကြာတော့သူပြောတဲ့အထဲမှာကျွန်တော်တို့ဒီစစ်ပွဲကိုဟိုရက်ဆိုင်ပြီးတော့ဒီငလျင်တန်းပိဆာကိုဟုတ်လားဟိုဇောင်းပေးပြီးလုပ်ပါဆိုပြီးတော့ပြောသွားတာကျွန်တော်တို့တွေ့ရတာကိုဆိုတော့အခုလာမဲ့ဘုတ်တခုနေ့ဆိုလို့ရှိရင်စစ်ကောင်းဆောင်မရောက်နိုင်ဘန်ကောက်ကိုလာမှာ ဆိုတော့ beam step အာစီဝေးကိုလာတက်တာပေါ့ဒါပေမဲ့အဓိကတော့ထိုင်းကဖိတ်ကြားတာဆိုတော့ထိုင်းကအဓိကကြားနေမှာထင်တယ်ဆိုတော့သူထိုင်းကလည်းခုနကငထင်တန်လည်းခံရတယ်နောက်ပြီးတော့အာဆီယံ member လည်းဖြစ်နေတဲ့အခါမှာကြတော့အာဆီယံကိုစားခုနကဒီဒါမဲ့မြန်မာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုဒီငထင်တန်အကူအညီပေးအဓိကတော့အရေးပေါ်အကူအညီပေးရေးကိစ္စတွေပြောကြလိုက်မယ်လို့မျှော်လင့် နိုင်တာပေါ့နော်ကိုအောင်စောဘလို့သုံးတက်နိုင်တယ်စင်ကာပူနိုင်ငံရဲ့ဝန်ကြီး VPN ပြောတာအဓိကတော့ဒီအကူအညီတွေဒီ search and rescue search and rescue operation တွေအတွက်အကူအညီတွေပေးနေတဲ့ကိစ္စရဲ့အဲမြန်မာပြည်သူတွေအခုလိုဆုံးရှုံးမြန်မာပြည်သူတွေအသက်ဆုံးရှုံးရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး earthquake နဲ့ပတ်သက်ပြီးတော့အဲသူတို့ရဲ့ one energy ကိုတဲ့အကြောင်းသူပြောတာပေါ့လားအဲ့နောက်ဆုံးမှပြောသွားတာတော့ဒီ ceasefire အပြစ်ခရရဲ့စေလုတ်တင်နေဆိုတဲ့အကြောင်းနဲ့ in the long run ပေါ့နော်ရေရှည်မှာတော့ national reconciliation လို့ခေါ်တယ်မြို့သားရင်ကြစီပေါ့အဲ့ဒါကိုတော့ဘာလို့လုပ်ရဲဆိုတော့တိုက်တွန်းသွားတာကျွန်တော်တွေ့ရတယ်ဆိုတော့တဘောကတော့ဒါအကူအညီပေးတာတခုတည်းမဟုတ်ဘဲနဲ့သူ့ရဲ့ပြောတဲ့အထက်မှာ political message နိုင်ငံရေး message ပါတယ်ဆိုတော့ကျွန်တော်တို့မြင်လို့ရပါတယ်အဲ့တော့အာဆီယံနိုင်ငံကိုပြန်ပြောမယ်ဆိုရင်တော့ထိုင်းရယ်စင်ကာပူရယ်မလေးရှားရယ်ဗီယက်နမ်ရယ်အခုချိန်ထိအဲ့နိုင်ငံ၄နိုင်ငံနေပြီးတော့ဒီ search and rescue အရေးပေါ်ကူညီကယ်ဆယ်ရေးကိစ္စတွေကိုဒီနိုင်ငံကတိကျ train လုပ်ထားတဲ့သူတွေလွတ်ပြီးတော့ဗောနော်ကူညီနေတာကျွန်တော်တွေ့ရတယ်မန္တလေးမှာရှိတယ်နေပြည်တော်မှာရှိတယ်တချို့ဆိုရင်ဒီနေ့မှာဆိုရင်တော့ကျွန်တော်ထင်တယ်စကိုင်းနဲ့ဝင်သွားပြီလို့ကျွန်တော်တင်နေရတာရှိပါတယ်ဒါအပြင်မြန်မာနိုင်ငံရဲ့တကယ်အကြီးဆုံးမြန်မာနိုင်ငံရဲ့အင်းဒီချင်းနိုင်ငံကြီးတွေဖြစ်တဲ့အိန္ဒိယနဲ့တရုတ်ကလည်းဒီ search and rescue operation တွေမှာဝင်ပြီးတော့ကူညီနေတာကျွန်တော်တွေ့ရတယ်။အဲတော့မေကုံကအကူအညီတွေကအမြန်ပဲရောက်မလား။ဘာကြောင့်လဲဆိုတော့ဒီ မြင်းကလေးကလူကိုတတ်တာမဟုတ် တော့လဲပဲအဲ့မြင်းကလေးကြောင့်အဆောက်အဦတွေပြိုတဲ့ခါမှာလူတွေအများကြီးပိတ်မိနေတာရှိတယ်သူတို့အရေးကြီးကဲထုတ်ဖို့လိုတယ်ဟာလာပြီးတော့သူတို့အောက်ဆီဂျင်တွေလိုတယ်ဒိတ်ခါတွေလိုတယ်ဆေးဝါးတွေလိုတယ်ပေါ့နော်အဲ့ဒါတွေကဒီတတ်တန်းက2ရက်နဲ့3ရက်ပဲရှိမှာပေါ့နော်3ရက်ကြော်သွားရင်သူတို့တွေအထက်မှာပိတ်မိနေတဲ့လူတွေရဲ့အာပိတ်မိနေတဲ့လူတွေကိုပြန်ပြီးကဲကဲဖို့ဆိုတာခက်တယ်ပေါ့နော်ဆိုတော့ဒါတွေအမြန်ဆုံးရောက်ဖို့လိုတယ်ဆိုတဲ့ကိစ္စပေါ့အဲ့ဒါအဓိကအဲ့ဒီအဲ့ဒါကိုအဓိကနိုင်ငံတကာက အင်းနီချင်းနိုင်ငံတွေကကူညီဖို့စ조사နေလို့ကျွန်တော်ကအဲ့လိုပဲသုံးသပ်ပါတယ်။ဒါပေမဲ့ပြဿနာပါလဲဆိုစစ်ကောင်စီကိုယ်တိုင်ကဒီနေ့ကျွန်တော်တို့ recording လုပ်နေတဲ့အချိန်ထိနေဒီမှာပေါ့မြုံနယ်တို့နောင်ချိုမြုံနယ်တို့မှာဟလာလေမြန်းနဲ့လိုက်ဘုံကျဲနေတဲ့ကိစ္စအခုထိဆက်ဖြစ်နေတယ်။အဲ့ဒီသတင်းတွေကိုလည်းနိုင်ငံတကာမီဒီယာတွေသတင်းစာတွေကနေအန်အော်ရဂျီနဲ့ဝိုင်းမိရေးနေကြတာကိုကျွန်တော်တွေ့ရတယ်။ဆိုတော့အဘကြောင့်ကြီးမင်းအောင်လဲဘင်းဆက်ကိုလာရင်ရောဘာဖြစ်မလဲ။ကျွန်တော်ထင်တာတော့ဒီနေ့မီဒီယာတွေရဲ့ ရေးသားပုံကြည့်မယ်ဆိုရင်ရေးသားပုံကြည့်မယ်ဆိုရင်ဒီစစ်ကောင်းဆောင်ကိုမကြိုဆိုဖို့ဒီစစ်ကောင်းဆောင်ကိုမကြိုဆိုဖို့ပေါ့မကြိုဆိုဖို့နဲ့ဒီစစ်ကောင်းဆောင်ဖိအားပေးဖို့ဆိုတဲ့ဟာတွေပို့ပြီးအာတန်နေတာကျွန်တော်တို့တွေ့ရပါတယ်အခုကိုပဲကျွန်တော်တို့ဒီပြောနေတဲ့အချိန်မှာပဲတည်ဆုံးသူ2000ကျော်ရှိပြီးတော့ဒါရတဲ့သူ4000ကျော်လောက်ရှိနေတဲ့ခါမှာကြတော့ဒီအရေးပေါ်ကိုကြီးကယ်ဆယ်ရေးလုပ်ငန်းတွေမြန်မြန်ထက်ထက်ဖြစ်ဖို့ကတော့ဟော အကုန်လုံးကတော့ဝိုင်းတိုက်တွန်းနေကြတာပေါ့ဆိုတော့ဒီလိုမျိုးခြေနေမျိုးမှာမင်းအောင်လိုက်နေနဲ့ဘန်ကောက်တောင်ထွက်လာရဲပါမလားဆိုပြီးတော့ကျွန်တော်ကတန်တရားရှိတာဆိုတော့ဒါပေမဲ့လည်းအခုအဲ့လိုမျိုးဒီစင်ကာပူနိုင်ငံသားရဲ့ဝင်ကြီးမတိုက်တိုက်တွန်းတာနဲ့တိတ်ပြော်မကွာဘူးထင်တယ်ရှိနောက်ပဲကွာမယ်ထင်တယ် NUG ဟာလာအစိုးရနေပြီးတော့ဒီအကူအညီတွေကိုအဲ့လိုမျိုးဟိုလုံလုံချုံချုံနဲ့ လွတ်လွတ်လပ်လပ်လုံနိုင်အောင်ဆိုပြီးတော့အပြည့်ရက်နှစ်ပတ်ဆိုပြီးတော့သူတို့ကြီးညာပြီးတော့အာဟလာကန့်လန့်ထားတာရှိတာပေါ့ဆိုတော့ဒီအပြည့်ဒီအပြည့်ခက်ရစေးရေးကတော့ခုနကအန်ယူဂျီကတော့ကန့်လန့်ပြီပေါ့လေဒါပေမဲ့စစ်ကောင်စီကတော့အခုတတိဘာမှပြန်ပြီးတော့မတုံ့ပြန်သေးဘူးကိုကောင်တော်နေနဲ့ဒီပြစ်ကရဆေးရီတကယ်ဖြစ်လာနိုင်မလားတို့ကျွန်တော်တိတ်မထင်ပါဘူးအခုတကယ်လုပ်ငန်းနှစ်နှစ်သုံးနှစ်မှာတကယ်တိုက်နေတဲ့အဖွဲ့ကြီးတွေဖြစ်တဲ့ အလားဒီ MNDAA တို့ TNLA တို့ AA တို့သူတို့တွေကတော့သူတို့တွေကအခုချိန်ဒီဒီ ceasefire gate နဲ့ပတ်သက်ပြီးဘာမှထွက်ပြီးပြောတာကျွန်တော်တို့မတွေ့ရသေးဘူးเนาะပြီးတော့ KIA တို့ဘွန်ဘော်မာဆိုတဲ့တိုက်ပွဲတွေဆက်ဖြစ်နေတော့မို့เนาะကဲဒီကချင်နဲ့ KIA နဲ့ sorry KIA နဲ့ဒီစက္ကစစစ်ကောင်စီတက်တည်ကြရဲမှာပေါ့เนาะဒါပေမဲ့ကျွန်တော်ခုနပြောချင်တာအာဆီယံကမြန်မာကိစ္စနဲ့ပတ်သက်ပြီးတော့အထူးရေးပေါ်စီဝေးလုပ်ငန်းနဲ့တုံ့ပြန်ကလုပ်ခဲ့တယ်အဲ့ဒီစီဝေးမှာဆိုရင်လေဒီ ceasefire ကိစ္စအပြင် ီမြမအကြီးကိုဘယ်လိုဖြေရှင်းရမလဲဆိုတော့ဆွေးနွေးမှုရှိခဲ့တာပေါ့နော်ဆိုတော့အကူအညီပေးတာရဲ့နောက်ကွယ်မှာမြန်မာပြည်မှာနိုင်ငံရေးရဖြည့်ရှင်းမှုတွေရှိဖို့ရှိရမယ်ဆိုတဲ့အချက်ကပါလာတာမျိုးကိုတွေ့ရတယ်ပေါ့အဲ့တော့စစ်ကောင်စီဘက်ကလက်မခံတော့လည်းပဲ cease fire ဆိုတာကိုဒီဘက်ကတောင်းဆိုလာနိုင်တယ်လို့ကျွန်တော်ကတော့ထင်တယ်အဲ့ဒါဖြစ်လာမကြခင်မှာဖြစ်လာမယ်လို့ကျွန်တော်ထင်တယ်ဘာကြောင့်လဲဆိုတော့အာဆီယံရဲ့ 5PC လို့ခေါ်တဲ့ 5point consensus ကိုပြန်ပြီးကြည့်မယ်ဆိုရင်အဲ့ထက်မှာ အကူအညီပေးရေးဆိုတဲ့ကိစ္စကအချက်တစ်ချက်နေနဲ့အဓိကပါတာတွေ့ရတယ်အဲ့ဒီဟာကအာနာအဲ့ဒီဟာကငင်းလင်းမလှုပ်ခင်အချိန်ထိလုံးဝအကောင့်တင်ဖို့နေတော့ကျွန်တော်တို့မတွေ့ရငင်းလင်းလှုပ်တဲ့ခါမှာအာဆီယံနိုင်ငံတွေကနေဒါဟာသူတို့အတွက်မြန်မာပြည်ဝင်ခွင့်ရမယ်အခွင့်အရေးပဲဖြစ်တယ်စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင်လည်းဖိတ်ခေါ်နေတာဖြစ်တဲ့အတွက်ကြောင့်သူတို့ကိုယ်တိုင်ဝင်ကြတာဖြစ်တယ်ဆိုတော့အဲ့နောက်မှာသူတို့မြင်တာကတော့မြန်မာပြည်မှာဖြစ်နေတဲ့ကိစ္စ ဒီငွေလှုပ်တာကိစ္စတခုတည်းမဟုတ်ဘဲနဲ့စစ်အာဏာသိမ်းခဲ့တဲ့အချိန်နဲ့ဖြစ်ခဲ့တဲ့မြန်မာပြည်ကတကယ်ကို first step ရောက်ခဲ့တဲ့အချိန်တွေတခု။ဘာကြောင့်လဲဆိုတော့စစ်အာဏာသိမ်းတဲ့အချိန်အစပြီးဒီနေ့အထိတိုင်းပြည်မှာအိုးအိမ်ဆုံပြီးတော့ထွက်ပြေးခဲ့တဲ့လူပေါင်းပေါင်း၃သန်းကျော်ခဲ့ပြီဆိုတော့ UN ကိုယ်တိုင်ရဲ့အစီအကံကထွက်ထတာဖြစ်ပါတယ်။ဆိုတော့ဒီဟာတွေဖြည့်ရှင်းဖို့ political solution လိုတယ်ဆိုတာကိုအာဆီယံကနားလည်ပြီးသားလို့ကျွန်တော်တို့ထင်ပါတယ်။ဒါကြောင့် ceasefire ဟိုဘက်ကလက်မခံနဲ့ ceasefire ဘက်ကိုတွန်းမယ်လို့ကျွန်တော်ထင်တယ်။ So quando ြောတဲ့အာဆီယံကအခုလိုဒီစ조사နေတဲ့အခါမှာကျတော့ကျွန်တော်တို့ကြုံခဲ့တဲ့နာဂစ်ကာလာကိုကျွန်တော်သွားပြီးသတိရတော့အာဆီယံကပဲနာဂစ်ကိုအဲ့လိုမျိုးနိုင်ငံတကာအထောက်ပံ့နေရအောင်လို့ခုနကလမ်းကြောင်းစဖောက်ခဲ့တဲ့အဲလို့ပြောရမှာပေါ့နော်အဲ့တုန်းကဆိုတော့အဲ့ဒီအတိုင်းပဲအခုကလည်းတဖြည်းဖြည်းနဲ့နိုင်ငံတကာရဲ့ခုနကအခမ်းကဏ္ဍကတဖြည်းဖြည်းနဲ့အဲပို့ပြီးတော့ရေးပါလာမယ်လို့ဟိုမြင်ရတာပေါ့ အဲဒါပေမဲ့လည်းခုနကတော့အိတ်မကြသေးဘူးဟာလားဒီအငလျင်နဲ့ပတ်သက်ပြီးကဲဆိုင်ရေးရေးမကောက်ဘောနော်နိုင်ငံတကာသတင်းတောက်တွေကနေပြီးတော့ဒီငလျင်တန်ကိစ္စကိုကာဗာလုပ်ဖို့ပေါ့သတင်းရေးဖို့ကိုခုနကဗီဇာတွေလိုလာတဲ့ခါမှာကျတော့ဗီဇာတွေလှမ်းတောင်းတဲ့ခါမှာဟာလားဒီစစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ခုနကဗီဇာမထုတ်ပေးခြင်းတဲ့သဘောမျိုး ြောတာကိုကျွန်တော်တို့ကြားလိုက်ရတာပေါ့ဆိုတော့ကျွန်တော်ကထင်တာသူတို့ထပ်ပြီးတော့ nuggets ကလိုမျိုးအဲ့လိုမျိုးအမှန်တရားကိုဖုံးဖိဖို့စ조사နေပြီလို့အဲ့လိုမျိုးဟိုခံစားမိတာပေါ့ကိုအောင်စောဘလို့မြင်မိကျွန်တော်ထင်တာဒီစစ်ဘိုလ်ချုပ်တတိုက်ကတော့ဒီစစ်ဘိုလ်ချုပ်တတိုက်ကတော့ကျွန်တော်ထင်တာကတော့တိုင်းပြည်ပေါ်မှာစဉ်းနာလုံးဝမရှိပါဘူးဆိုတော့ nuggets တောင်းကလည်းအဲ့ဒီစစ်ဘိုလ်ချုပ်တွေနဲ့ခရိုနီတွေနဲ့လောက်ခဲ့တာတွေအကုန်လုံးကလည်းအပေါ်ယံပဲလောက်ခဲ့တာဖြစ်တယ် ပြီးတော့တကယ်တကယ်တော့ဒီနိုင်ငံတကာဝင်ပြီးတော့အကူအညီတွေဝင်ပြီးတော့ပေးခဲ့ရတာပေါ့နော်အဲ့ဒီအကူအညီတွေတော့မှသူတို့အတွက်အသုံးချတာတွေသူတို့တစိုက်ကပ်ပြီးတော့သူတို့လှူသွေးမျိုးလုပ်ခဲ့တာမျိုးတွေကျွန်တော်တို့ကြုံခဲ့ရတယ်ပဲလေဟုတ်တယ်မလားဆိုတော့ကျွန်တော်တော့တိတ်မထင်ဘူးအခုလို့အခုလို့စစ်ကောင်စီဘက်ကနေပြီးတော့နိုင်ငံနိုင်ငံညာသတင်းတော်တွေကိုပွေးမွေးမှုဆိုတဲ့သဘောကလည်းသဘောကလည်းသူတို့မှအမှန်တရားဖုံးကွယ်ခြင်းလို့ပေါ့နော်ဟုတ်လားအခုဆိုရင်ကျွန်တော်စကိုင်းဆိုစကိုင်းကိုဘယ်သူကပေးဝင်မှာလဲစကိုင်းကိုမီဒီယာတွေပေးဝင်လို့ရလားစကိုင်းဆိုတာလည်းအခုတော့ပြန်ကြည့်မယ်သူဒီဘက်က ဒါဒေါ်လာအင်အားစုလက်နက်ကန်အင်အားစုထိကျုပ်ထားတဲ့အများကြီးထိကျုပ်ထားတဲ့နေရာတနေရာဖြစ်နေတာဟုတ်တယ်မလားကျွန်တော်ထင်တာတော့စစ်ကောင်စီဘက်ကအခုချိန်ထိ Nagis Stone လို့ပဲအမှန်တရားဖုံးကွယ်ဖို့စ조사နေတော့မယ်လို့ကျွန်တော်တော့ထင်ပါတယ်အခုဒီစစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရဘုရုပ်စော်မင်းထွန်းပြောတဲ့အတိုင်းဆိုလို့ရှိရင်သူကဖုံးလဲဖုံးညင်တာပေါ့ဒါပေမဲ့ဖုံးလို့လည်းမရအကုန်လုံးလာပေါ်နေတဲ့ဥစ္စာဆိုတော့အခုပဲကြည့်အောင်ကျွန်တော်တို့နေပြီးတော့မှဆိုလို့ရှိရင်နင်းနေတော့အပြည့်စီတွေမဟုတ်ဘူးဟုတ်တယ်မလား သူတို့ဖုံးနိုင်မှာမဟုတ်ဘူးထင်တယ်ဆိုတော့ကျွန်တော်ဘာသွားတတိယလဲဆိုတော့ကျွန်တော်တို့ AR ရကနေပြီးတော့2005 2006ဝင်းကျင်မှာနေပြီးတော့ရွှေ့တဲ့အချိန်မှာရန်ကုန်စေယုံကျွတ်ကိုရွှေ့တယ်နောက်ပြီးတော့နေပြီးတော့ဒါတိုင်းပြည်ရဲ့မြို့တော်ဖြစ်နေတိုင်းပြည်ရဲ့တရားဝင်မြို့တော်ဖြစ်နေကြီးညာခဲ့တာပေါ့နော်အဲ့တော့2006မှာသူတို့ရွှေ့တယ်2000မှာရွှေ့တယ်ပေါ့နော်အဲ2000ရွှေ့ပြီးတော့တိတ်မကြအောင်အာကျွန်တော်တို့ရှူအယောင်ဒေါ်လာရင်းဖြစ်တယ်ပြီးတော့2008မှာဟလာသူတို့ nuggets ဖြစ်တယ် ဒါတွေအကုန်လုံးလွတ်သွားတာတော့နေပြည်တော်ဆိုပြီးသူတို့ဒါကိုလွတ်သွားတယ်ဆိုပြီးဘ ෝජ ိုကြီးတန်းဘ ෝජ ိုမူကြီးတန်းရှိုးတော်မှာသူတို့ကကျေးဇူးတင်ကြတယ်ဝိုင်းကြောကြတယ်ပါတီပွဲလုပ်ကြတယ်ဆိုတာမျိုးတွေအဲ့ဒီခေတ်တုန်းကရေးသားခဲ့တာရှိခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဗားရီ analysis လုပ်ခဲ့ကြလဲဆိုတော့လူလူအောင်ကြွားမှုကြောက်လို့ရွှေတာဟလာအာနေပြည်တော်တက်ကုန်းပြင်မနာသည်ဂျပန်ခေတ်ကလိုပဲတိုင်းပြည်အလဲဘူဖြစ်တဲ့အတွက်ကြောင့်တိုင်းပြည်ကိုထိန်းချုပ်တဲ့အခါမှာပို့ပြီးတော့လွယ်တဲ့ ဆိုတဲ့လွယ်တယ်ဆိုတဲ့ဆုံးဖြတ်ချက်တွေနဲ့ပေါ့နော်ရန်ကုန်ကလည်းပို့ပြီး crowded ဖြစ်လာလူတွေပိုများလာတယ်ဆိုတော့အဲအကြောင်းသူတို့ရွှေ့တယ်ဆိုတဲ့သုံးသက်ချက်တွေအဲဒီမှာရေးသားခဲ့တာကျွန်တော်ပြန်သတိရလို့ပါအဲ့တော့အခုနေပြည်တော်ဘာဖြစ်လဲဆိုတော့နေပြည်တော်က2021အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့နေပြည်တော် drone နဲ့ပုံချက်ခံရတယ်ဟလာနေပြည်တော်မှာအုံကြောင်းမှုတွေဖြစ်တယ်ဒီအာဏာသိမ်းတဲ့ဟာကိုစန့်ကျင်တဲ့ဆန္ဒပြမှုတွေဖြစ်ခဲ့ရဖြစ်ခဲ့တယ်ပေါ့နော်စစ်တပ်ရဲ့အကြမ်းဖက်ဖြိုခွင်းမှုတွေရှိခဲ့တယ် အဒီနေ့ဒီချိန်မှာတော့အဲ့နေပြည်တော်နဲ့စကိုင်းမှာတော့ဟာတကယ်အလွန်အင်အားကြီးမားတဲ့ငလင်ကိုတောင်းခံခဲ့ရတယ်ပေါ့နော်ဆိုတော့တတမင်းနေပြည်တော်ကိုမင်းနေပြည်တော်ကိုဖြစ်တဲ့ငလင်ပေါ့ဒါမျိုးမြန်မာသမိုင်းနေမှာလည်းရှိခဲ့ဘူးပါလေအဲ့လိုငင်းကြီးတွေကြပြီးတဲ့အခါမှာအဲ့ဒီမင်းနေပြည်တော်ပြောင်းပြီးနလန်မထူတော့တာမျိုးတွေဖြစ်ခဲ့တာမျိုးတွေကျွန်တော်တို့ကြုံခဲ့ဘူးတော့ပါတတိယလို့အဲ့တော့ကျွန်တော်သိချင်တာကကိုရဲကြီးကိုကျွန်တော်မေးချင်တာစီးဝါးရအောင် ဘာကြောင့်လဲဆိုတော့အခုဆိုတိုင်းပြည်ရဲ့အခြေအနေကလုံးဝဟိုဟလာကျွန်တော်ကြောက်ထဲကိုအနာသိန်းနဲ့ချင်စားပြီးကြောက်ထဲကိုကြားခဲ့ပြီးသားလို့ကျွန်တော်ပြောလို့ရတယ်တစ်ခေါက်ထက်ပြီးတော့ရေရေနစ်တယ်လို့ကျွန်တော်ပြောလို့ရတယ်အခုအကူအောင်တော်မေးတဲ့မိကုန်းကိုပြန်ဖြေရမယ်ဆိုရင်တော့ကျွန်တော်အမြင်ရတော့စီးပွားရေးမြမစီးပွားရေးပေါ့နော်ဘုံဘုံလဲပြီလို့ပြောလို့ရနိုင်တဲ့အနေထားဖြစ်နေပြီပေါ့ဆိုတော့အဲ့ဒါကိုအခိုင်အမာတက်တည်ပြနိုင်တာကတော့ ကျွန်တော်တို့မြင်နေရတဲ့ဟာလာဒီမန္တလေးနေပြီးတော့လမ်းမဆိုလို့ရှိရင်ဒုံဝကိုဆုတ်ပြတ်ပြီးတော့ထွက်အဲ့လိုမျိုးဆုတ်ပြတ်ထွက်သွားတာပဲဟာလာနောက်ပြီးတော့မျိုးအချင်းချင်းခုနကချိတ်ဆက်ထားတဲ့လမ်းမတွေအကုန်လုံးမိပါပျက်စီးကုန်တယ်တံတားတွေပျက်စီးကုန်တယ်ဟာလာအဲငလျင်မလုတ်ခင်မှာရနေတယ်၄နိုင်ပဲရနေတယ်ပျက်စစ်ပြီဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ဒုံဒုံကိုပြတ်သွားပြီဟာလာအဲအင်တာနက်တွေဖုန်းတွေဆိုရင်လည်းမရတဲ့ချက်ရတဲ့ချက်စေယုံတွေကြောင်းတွေ အလူနေအိမ်နေတွေမကတော့ပဲနဲ့အခုကစစ်ကောင်စီရဲ့အုတ်ချုပ်ရေးယုံနေနောက်ဆုံးနေပြည်တော်မှာရှိတဲ့စစ်ယုံကျုံနဲ့တမရအိမ်တော်ကပါအစအပြက်အစည်းတွေကိုကျွန်တော်တို့မြင်ရတဲ့အခါမှာကြာတော့နိုင်ငံစီးပွားရေးကိုဘလို့ပြန်ပြီးတော့ဒီစစ်ကောင်စီအဲသူပြောတဲ့အတိုင်းဥမောနိုင်ဖို့မလွယ်တော့ဘူးလို့ကျွန်တော်ကတော့ဒါကြောင့်2025ပေါ့2025 World Bank ရဲ့အစီအကံကြောင့်ကြည့်မယ်ဆိုရင် GDP growth က1% ဆိုတော့1%ဆိုတော့တရက်တရက်တရက်ကနှုန်းပဲရှိမှာပေါ့နော်ဆိုတော့အဲ့လိုသူတို့ကသူတို့က focus ထုတ်ပြီးသားဖြစ်တယ်ဆိုတော့ဒါပေမဲ့အဲ့ဒီဒီခုငလင်းမလောက်ခင်တော့တော့စစ်ကောင်စီကောင်းဆောင်ကအဲ300ခိုင်နှုန်းဆိုပြီးထွက်ပြီးတော့ပြောတာတွေ့ရတယ်ဆိုတော့ပြီးတော့လည်းခုနောက်လိုမျိုးပဲတိုင်းပြည်စီဝိုင်းကိုဥမော့အောင်လုပ်နိုင်မယ်ဆိုတာမျိုးလေလုပ်ငန်းနှစ်နှစ်သုံးနှစ်ကကြွေးကြော်ခဲ့တာရှိပါတယ်ဆိုတော့ဒီကျွန်တော်မြန်မာကခရစ်တီကယ်အင်ဖရာစထရက်ချာလို့ခေါ်ရတဲ့အရေးကြီးတဲ့အင်ဖရာစထရက်ချာတော်တော်များများပျက်စီးသွားပြီပေါ့နော်ခုနပင်မဒါလိုင်းကလည်းဒီ earthquake နဲ့ပဲသူထိသွားပြီ ဟလာဆိုတော့မီးလည်းမပေးနိုင်တော့ဘူးဟလာအတိုင်းကြီးစီးပွားပြန်မော့ဖို့တော့ကျွန်တော်တင်အများကြီးလုပ်ရမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒီလိုမျိုးအခြေအနေကြီးကိုခုနကစစ်ကောင်းဆောင်မင်းအောင်နိုင်ကောင်းမှနိုင်မလားပေါ့အားလုံးကဖီအားတွေဝိုင်းလာပြီဟလာပြည်တွင်းရောပြည်ပရောနောက်အဲ့လိုမျိုးသူကိုသူတို့ကိုယ်တိုင်ဂျုံနေရတဲ့စစ်တပ်ထဲမှာရှိနေတဲ့အနေထားပြိုပြက်တယ်ပေါ့အဲ့ဒါအကုန်လုံးကသူ့ပခုံးပေါ်မှာရောက်နေတဲ့အခါမှာကျတော့ဒီလူကောင်းမှနိုင်ပါဦးမလား ကျွန်တော်တို့မျိုးတော့ပြန်သတိရ2021အာနာသိပြီနောက်ပိုင်းမှာကျွန်တော်တို့ပြောခဲ့တာရှိပါတယ်အဲကြာမီဆွဲခဲ့ပြီဆိုတာ哦နော်ဆိုတော့အဲ့စကားလို့ပြောကျွန်တော်ဒီနေ့ဒီစကားအိမ်မှာကျွန်တော်အဆုံးသက်ချင်တာဘာလဲဆိုတော့ဒီနေ့ကျွန်တော်စဉ်းစားမှာဘူဂျိုကြီးမရောက်နိုင်ရမိုဆိုလိုနီဖြစ်သွားမှာလားချောင်ဆက်စကူးဖြစ်သွားမှာလားစီရဲသမရာအာဆက်လို့ဖြစ်မှာလားဒါမှမဟုတ်ရင်ကျွန်တော်တိုင်းပြည်ကအာနာရှင်ဟောင်းဥနေဝင်လို့ဖြစ်မှာလားပေါ့ ဲ့လာပေါင်းများစွာပုံနော်ဆိုတော့ပြည်ရင်းမှာတော့ဒီငလင်လှုပ်တဲ့ကိစ္စနောက်ပိုင်းကငလင်လှုပ်ငလင်ကြီးလှုပ်ပြီးတဲ့အချိန်ဆက်ပြီးပြည်သူတွေအများစုရဲ့ပါဇက်ထဲမှာပြောနေတာဆိုရှယ်မီဒီယာမှာရေးနေတာတော့ဒီလူရဲ့အချိန်ကြတော့မယ်လို့ပြောနေကြတာပေါ့နော်ဆိုတော့အဲ့လိုမေအဲ့လိုပြောတဲ့ခါကျတော့လေအမှန်တော့နောက်တော့ကြာနေပြီဆိုရဲမိကုနေလည်းရှိတာပေါ့သူကအရင်ကအချိန်ကြာအချိန်ကြာနေပြီပေါ့ဒါပေမဲ့အဲ့ဒါကိုပြန်ပြီးတုံ့ပြန်ပြီးပြောနေကြတာပါလဲဆိုတော့ သူလုတ်ထားတဲ့သူယူထားတဲ့အကုသူတွေကနဲတာမဟုတ်ဘူးတဲ့။ तू ကပြန်ပြီးခေါင်းမော်ဖို့တော့ခေါင်းမော်ဖို့တော့မလွယ်တော့သူ့ရဲ့အချင်းကအနည်းနဲ့ပြန်ရောက်တော့မယ်လို့တော့အထိမ်းပါတော့လူပြောနေတယ်လို့ကျွန်တော်ကြားပါတယ်။ဟုတ်ကဲ့ကောင်းတော့ခုလိုမျိုးဝိုင်းဝန်းပြီးတော့ဆွင်တွေတုံ့တက်ပြီးတော့ကြောင့်ကျေးဇူးတင်တယ်။ကျေးဇူးပါပဲကိုရင်းနေ။